်ပထမ3လအတွင်းပုံဝင်ဖြစ်ချမှုများအကြောင်းတစုံတရာအခုဆိုရင်ပထမ3လအတွင်းကိုဝင်ဖြစ်ချမှုများအများစု80ရာခိုင်နှုန်းမှာကို100ရာခိုင်နှုန်းအထိတပ်အိမ်အတွင်းကလေးရဲ့အတွင်းပိုင်းချိုရွေးမှုများသို့မဟုတ်ပရိုမိုဆုံးချိုရွေးမှုများကြောင့်ဖြစ်ပါတယ်။တန်ကားတို့ကျွန်တော်တို့ကတကယ်တမ်းတားဆီးလို့မရတဲ့အရာတစ်ခုပါ။ဒါကြောင့်မျိုးသမီးတွေစိတ်မကောင်းဖြစ်နေကြတာတို့တို့ပါရီလုံနိုင်မလဲမလုံသင့်တာရှိလား။ ဒါမှမဟုတ်ပထမဆုံးလအတွင်းကိုဝင်းဖြတ်ထမှုကိုတာစီဘူးစင်ဝါရီအောက်တင်လားဆိုတာရီဘူးစဉ်းစားနေကြတာကမျိုးသမီးတွေကြောက်ခတ်တဲ့အရာတစ်ခုပါဒါကြောင့်ပထမဆုံးလအတွင်းကိုဝင်းဖြတ်ချမှုဖြစ်ပွားခဲ့တာကသူတို့အမှားမဟုတ်ပါဘူးသူတို့စားသုံးခဲ့တဲ့အရာတစ်ခု သူတို့ခီးသွားရင်မလွန်အမင်းအလုပ်လုပ်ခဲ့တာမျိုးပဲပါဒါကကိုဝင်းဖြတ်ချမှုတွေရဲ့ပုံမှန်ကြောင်းရင်းမဟုတ်ပါဘူး 80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိကတော့အထူးသဖြင့်ကလေးရဲ့အတွင်းပိုင်းအနာတရားတွေကြောင့်ဖြစ်ပြီးတကယ်တမ်းတားဆီးလို့မရပါဘူး။ကိုယ်ဝင်ဖျက်ချမှုတွေရဲ့အကြောင်းရင်းတချို့ကိုရှာဖွေနိုင်ပြီးတားဆီးနိုင်ပါတယ်။ဒါကိုအကဲဖြတ်ပြီးရှာဖွေဖို့လိုအပ်ပါတယ်။ဒါကြောင့်ကိုယ်ဝင်ဖျက်ချမှုဖြစ်ွားတဲ့အခါမှာကိုကိုကိုတော့မဟုတ်ကိုစောက်ရှောက်သူကိုအပြစ်မတင်ပါနဲ့။